ကျိုင်းတုံမျိုး၌စင်းမြင့်အိမ်တွင်မူစက်ချုပ်တင်တဲ့အမတ်စဉ်ကိုတင်နန်းစင်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေဆက်ရေးရဝင်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကုကဲမှုအောက်ရှိအမျိုးသမီးအိမ်တွင်မူတက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကျိုင်းတုံ၏အစင်းမြင့်အိမ်တွင်မူစက်ချုပ်တင်နန်းအမတ်စဉ်ကိုတင်နန်းစင်ပွဲကိုအောက်တိုဘာ10ရက်ကအဆိုပါကျောင်းခန့်မှ၌ကျင်းပခဲ့ပါတယ်။တင်နန်းစင်ပွဲတွင်တရီကန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူ ဗိုလ်ချုပ်စိုးလိုင်ကတင်တန်းစင်းအမှာစကားပြောကြပြီးတင်တန်းကြောင်းတွင်ချီးမြှင့်ဝင်များနှင့်တင်တန်းတွင်ထူးချွန်စုရရှိသူများအားထူးချွန်စုများပေးအပ်ခဲ့ပါသည်ထို့နောက်အမျိုးသမီးအိမ်နွေးမှုတပ်မွေးလုပ်ငန်းတင်တန်းကြောင်းကျိုင်းတုံကြောင်းအုပ်ဒေါ်နန်းယုံကတင်တန်းဆိုင်ရာအချက်လက်များကိုရှင်းလင်းတင်ပြပြီးတင်တန်းသူများအားတင်တန်းစင်းလက်မှတ်များပေးအပ်ခဲ့ပါသည်ထို့နောက်တိုင်းမှုနှင့်အဖွဲ့ဝင်များပြည်내ဆွေရအုပ်ချုပ်ရေးအဖွဲ့ခွဲ ရှမ်းရှိဥက္ကဋ္ဌဦးတင်လင်းနှင့်အဖွဲ့ဝင်များပြည်내ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများကတင်နန်းနီးပြများနှင့်တင်နန်းသူများအားယင်းနီးနီးလိုက်လံနှုတ်ဆက်၍ခင်းကျင်းပြသထားသည့်တင်ထောက်ကူပစ္စည်းများကြည့်ရှုအားပေးကြပါれအဆိုပါတင်နန်းတို့ကျိုင်းတုံမိုင်းလားဒေသမှာတင်နန်းသူ30ဦးတက်ရောက်ပြီးရစ်တပ်တစ်ပတ်22ပတ်ကြာဖွင့်လှစ်တင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရပါれခမညာ